ကြာသပတေးသားသမီးများတွင်အခုဒီ2025ခုနှစ်ကလက်ကျန်နှစ်လတာဖြစ်တဲ့နိုဝင်ဘာလနဲ့ဒီဇင်ဘာလတို့ရဲ့ကကြမာအခြေအနေများကိုဟောပြောပေးမှာပါအရင်ဆုံးဘီရင်ကိန်းနဲ့ဟောပြောပေးပါဖြစ်ပြီးတော့ပြီးတဲ့အခါမှာတေရော့ကတ်နဲ့ကကြမာဖတ်ကြားပေးမှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်အရင်ဆုံးစပြီးတော့တွေ့လိုက်ရတာကတော့ကြာသပတေးသားသမီးများကဒီကုလက်ကျန်နှစ်လတာကာလအတွင်းမှာငွေကြေးစည်းဝါးလက်လာပါတွေနဲ့ပတ်သက်ပြီးတော့ တိတိတာတာကြီးကိုပွင့်လန်းတိုးတက်မှုတွေရရှိလို့လာနိုင်ပါတယ်။ငွေကြေးရေးနဲ့ပတ်သက်တဲ့အခွင့်အလမ်းကောင်းတွေပေါ်ပေါက်လို့လာနိုင်ပါတယ်။အဲ့တော့ဒီကာလမှာ ပုံမှန်စည်းဝါပုံမှန်အလုပ်ပုံမှန်ဝင်ငွေလမ်းကြောင်းတွေအပြင်တခြားငွေကြေးနဲ့ပတ်သက်တဲ့ဝင်လာနိုင်တဲ့လမ်းကြောင်းတွေလည်းပဲပွင့်လန်းလို့နေပါတယ်။ဒါကြောင့်မလို့ငွေဝင်နိုင်တဲ့လမ်းကြောင်းမှတ်သမျှအကုန်လုံးကိုဖွင့်ထားလို့ရပါတယ်။ထီတို့ချဲတို့ ထိုးလို့ရပါတယ်ခင်ဗျာဒါအပြင်အခုဒီနလတာကာလာအတွင်းမှာအလှူဒါနတွေကုစုကောင်းမှုတွေကိုလည်းပဲပြုလို့ဆောင်ရရတတ်ပါတယ်အဲ့ဒီလိုပြုလို့ဆောင်ရခြင်းဟာလည်းပဲကိုယ့်ကိုချက်ချင်းမြန်မြန်ပြန်ပြီးတော့အကျိုးပေးလာနိုင်လိမ့်မယ်လို့ဆိုလို့ရပါတယ်ခင်ဗျာနောက်တစ်ခုကတော့ဒီနလတာကာလာတော်တွင်မှာကြာသာပြီးသားကြီးများဟာခရီးနဲ့အလွန်အကျိုးပေးတယ်ဆိုတာကိုလည်းပဲတွေ့ရပါတယ်ခရီးသွားလာလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီးတော့အဆင်ပြေနိုင်ပါတယ် ကောင်းသောခရီးတွေသွားရလိမ့်မယ်လို့တွေးရပါတယ်ခင်ဗျာနောက်တစ်ခုကတော့ပညာရေးနဲ့ပတ်သက်တဲ့ဆောင်ရွက်နေတဲ့သူတွေကပညာရေးနဲ့ပတ်သက်တဲ့တိုးတက်အောင်မြင်မှုတွေအစဉ်ပြေမှုတွေကိုရရှိစေပါလိမ့်မယ်ပညာရေးကအထူးပဲကောင်းမွန်လာပါတယ်ထို့အတူပဲဘာသာရေးနဲ့ပတ်သက်တဲ့ဆောင်ရွက်နေတဲ့သူတွေကလည်းပဲဘာသာရေးနဲ့ပတ်သက်တဲ့တိုးတက်အောင်မြင်မှုတွေကိုရရှိစေနိုင်ပါလိမ့်မယ်အတိတူးညံတူးတရားထူးတွေကို ရရှိနိုင်ပါတယ်။နောက်မိကောင်းဆွေကောင်းဆရာသမားကောင်းတွေရဲ့အကူအညီကောင်းတွေကိုရရှိစေတတ်ပါတယ်။နောက်တချို့မြေကိစ္စလိုဟာမျိုးအမွေကိစ္စလိုဟာမျိုးစောင့်ရဲနေတဲ့သူတွေရှိခဲ့မယ်ဆိုရင်လည်းပဲအစဉ်ပြေမှုအောင်မြင်မှုတွေကိုရရှိစေလိမ့်မယ်လို့တွေးရပါတယ်ခင်ဗျာ။မိတ်ဆွေများကကျွန်တော်ရဲ့ဒီဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားပေးနေတယ်ဆိုရင် ဘေးမှာရှိတဲ့အသေးလေးကိုနှိပ်ပြီးတော့ live လုပ်ပေးပါအောင် follow မလုပ်ရသေးတဲ့သူများကလည်းပဲအပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့ follow လုပ်ခဲ့ပေးလို့ရပါတယ်ခင်ဗျာဆက်လက်ပြီးတော့ကျွန်တော်ဟောပေးပါမယ်ကြာသာပရိသတ်များကဒီခု November နဲ့ December လှလှတာကာလတွေမှာအလုံးကိုင်းနဲ့ပတ်သက်တဲ့အခြေအနေတွေမှာနည်းနည်းမတင်မကြဖြစ်နေရတဲ့ကိုလုံးတွေတဲ့အလုပ်တွေကမပြီးမစီးဖြစ်နေရတာမျိုး ထင်းငော့ခက်ခဲကြံ့ကြာနေတာမျိုး အလုတ်ကိုမြင်မြန်ဆန်းဆန်းလက်ဆက်မသက်နိုင်တဲ့ပုံစံမျိုးတွေဖြစ်နေတတ်ပါတယ်။အဲတချို့အလုတ်ကင်တဲ့နဲ့နေရာသစ်ကိုရှာနေတဲ့သူတွေကလည်းပဲမြင်မြန်ဆန်းဆန်းမရရှိနိုင်သေးပဲနဲ့အချောင်းမျိုးမျိုးကြောင့်ဒါကြာနေမဲ့ပုံစံမျိုးလေးတွေဖြစ်နေတတ်တယ်လို့တွေ့ရပါတယ်ခင်ဗျာ။နောက်တစ်ခုကတော့လူမှုပေါင်းတင်ဆက်ဆံရေးပါလူတွေနဲ့ပေါင်းတင်ပတ်သက်ဆက်ဆံတဲ့နေရာတွေမှာနည်းနည်းကယူဆရတဲ့ သူတပားကိုအကြောင်းပြုပြီးတော့စိတ်ညစ်စရာလေးတွေကြုံရတတ်တဲ့ဒါလာပိုင်းချားလေးကိုရောက်နေပါတယ်တအားဆိုးဆိုးဝါးဝါအခြေအနေမျိုးရဲ့လို့မဟုတ်ဘူးဒါပေမဲ့စိတ်အနှောင့်အယှက်ဖြစ်စရာစိတ်ညစ်စရာလေးတွေတော့ကြုံရနိုင်ပါတယ်ဒါအပြင်ဒီနလာတာကာလာတွင်မှာရံများတဲ့အတိုက်ခိုက်များတဲ့ပြဿနာအနှောင့်အယှက်လေးတွေ များတတ်တယ်ဆိုတာကိုတွေ့ရပါတယ်။အမှုကိစ္စလိုဟာမျိုးပြဿနာလိုဟာမျိုးတွေဖြစ်ပေါ်တတ်လွယ်ပါတယ်။ပြောဝါဆိုရတာတွေဖြည့်ရှင်းရတာတွေစကားပြောစကားများတာမျိုးတွေကြုံရတတ်တယ်လို့တွေ့ရပါတယ်။ကျမ်းမာရေးပိုင်းနဲ့ပတ်သက်တဲ့အခြေအနေတွေမှာတော့ကောင်းမွန်တိုးတက်မှုတွေကို ရရှိစေနိုင်ပါလိမ့်မယ်လို့တွေးရပါတယ်ခင်ဗျာဒါကတော့ကျွန်တော်ရဲ့မိတ်ဆွေများကိုအရှင်ဆုံးကျွန်တော်ဘီရင်ကိန်းကန်းနဲ့ဒီကြတာပရိသတ်များရဲ့လက်ချက်နှစ်လားတာကကြမာအခြေအနေကိုအားလုံးစုံစုံလင်လင်ဟောပြောပေးတာပါတဲရော့ကလေးနဲ့လည်းပဲကကြမာဖတ်ကြားပေးဦးပါပါဒီနှစ်လားတာကာလာတော်တွင်မှာဘလို့ထူးထူးခြားခြားအဖြစ်ပြက်တွေကြုံတွေ့ရနိုင်အောင်မလဲနောက်တစ်ခုက အဲဘာတွေဖြစ်လာတယ်မလဲဘလိုရေရာတွေကိုစောက်ဝဲသိမှတယ်လဲဆိုတာကိုအကြံပြုလမ်းညွှန်ပေးပါမယ်ကျွန်တော်ရဲ့မိတ်ဆွေများကကျွန်တော်ရှိမှတဦးချင်းတယောက်ချင်းဗီဒီမီးမြန်းကျင်တယ်ဆိုရင်ကျွန်တော်ရဲ့ဒီ TikTok bio မှာ Viber Telegram ဖုန်းနံပါတ်တွေ တင်ထားတာရှိပါတယ်အဲ့ဒီကနေဆက်သွယ်ပြီးတော့ဒါကြိုတင်စရင်ပေးကဗီဒီမင်းမြတ်လို့ရပါတယ်ခင်ဗျာတဝူးချင်းတယောက်ချင်းရဲ့ဂိမ်းကန်းကိုတွက်ချက်ပြီးတော့လိုအပ်တဲ့ဗီဒီဟော့စတန်တွေကိုကျွန်တော်ပို့ပေးမယ်နောက်သီလို့မေးလို့တဲ့အကြောင်းအရာတွေကိုဖြည့်ပြီးဟောပေးမယ်နောက်လိုအပ်တဲ့ရေရာတွေကိုအကြံပြုလမ်းညွှန်ပေးပါတယ်ညံပူစွာကတဝူးကို2000ကျပ်ယူပါတယ်ခင်ဗျာနောက်တစ်ခုကတော့ရန်ကုန်မှာရှိတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအတွေ့အခုဒီနိုဝင်ဘာလ လာစားပိုင်းတွေကျွန်တော်ရောက်မှာရှိပါတယ်ကျွန်တော်တဲ့အပြင်မှာလူတွေးလာရောက်တွေးဆုံမိ мян ကျင်တဲ့သူများကကျွန်တော်ကိုကြိုတင်ဆက်သွယ်စီရင်ပေးပြီးတော့လာရောက်တွေးဆုံမိ мян လို့ရပါတယ်ခင်ဗျာနောက်တစ်ခုကတော့ကျွန်တော်ရဲ့နေ့စဉ်ပုံမှန်တင်ဆက်ဟောပြောပေးနေတဲ့ daily အဟောတွေကို ကျွန်တော်ရဲ့ video application လေးထဲမှာတင်ထားတာရှိပါတယ် Play Store မှာ Soyan Thon ဆိုတဲ့နာမည်ကိုရိုက်ပြီးတော့ ဒါကျွန်တော်ရဲ့ video application လေးကို download ဆွဲကနေ့စဉ် daily order တွေကိုနေ့စဉ်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ဒါပြင်အခုလို့ဒါ host တန်းတွေပေါ့နော်တပတ်စာလို့တစ်လစာလို့တစ်နှစ်စာလို့ host တန်းတွေလည်းပဲတစ်နေရာထဲမှာတစ်စုတည်းတစ်စီးတည်းကြည့်လို့ရအောင် season ဆောင်ရွက်ပေးထားပါတယ်နောက်အဲ့လိုပဲကျွန်တော်ရဲ့ video application လေးကိုအမြဲကြည့်ရှုအားပေးတဲ့မိတ်ဆွေများကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့အရေးကြီးတဲ့သိလို့တဲ့မေးခွန်းအကြောင်းအရာတစ်ခုကိုဒီ post အောက်က comment ထဲမှာရေးပြီးတော့ဒါမေးလို့ရပါတယ်ဒါပေမဲ့အဲ့ဒီမှာ ာ application လေးကိုကိုကြည့်ပါတယ်ဆိုတဲ့ဟာလေးကိုတော့စခွင်ကျော်လေးပါရိုက်ပြီးတော့ပို့ပေးရမှာပါအဲ့လိုစခွင်ကျော်ပါပြီးတော့မေးခွန်းမေးထားတဲ့သူတွေကိုကျွန်တော်ကဒါအင်္ဂါဝိဇ္ဇာတို့တဲရော့ကတ်တို့နဲ့ကြည့်ပြီးတော့မေးတဲ့မေးခွန်းကူကိုဒါမေတ္တာနဲ့ပေါ့နော်တုံ့ပြန်ပြီးတော့ဖြည့်ပေးဟောပေးမှာပဲဖြစ်ပါတယ်ခင်ဗျာကဲအခုဆက်လက်ပြီးတော့ကြာသာပေးသားမိများအတွက်ကျွန်တော်တဲရော့ကတ်လေးကြီးလိုက်ပါပြီ ကြာသာရေးသားမိများဟာဒီ2025ခုနှစ်ကလက်ကျန်နှစ်လတာလို့ခေါ်တဲ့ဒီကာလတော်အတွင်းမှာကောင်းသောအလှည့်ပြောင်းနေနဲ့ကောင်းသောတိုးတက်အောင်မြင်မှုတချို့ကိုရရှိလာနိုင်လိမ့်မယ်လို့တွေးရပါတယ်။ဒီမှာတွေးရတာကတော့ဝေကြီးပိုင်းနဲ့ပတ်သက်ပြီးတော့လက်လာပါတွေပွင့်လန်းလို့လာပါလိမ့်မယ်။ဝေကြီးနဲ့ပတ်သက်ပြီးတော့အခက်အခဲတွေကိုပြေလည်အောင်ဖြေရှင်းလုံဆောင်နိုင်ပါလိမ့်မယ်လို့ တွေ့ရပါတယ်နောက်တစ်ခုကဘယ်ကိစ္စကိုပဲဖြစ်ဖြစ်သိပြီးတော့တွေးဝေစဉ်းစားနေတာတွေအချိန်ဆွဲနေတာတွေစောင့်ဆိုင်းနေတာမျိုးတွေမဟုတ်ဘဲနဲ့မြင်မြန်ဆန်းဆန်းစဉ်းစားမြင်မြန်ဆန်းဆန်းဆုံးဖြတ်ပြီးတော့မြင်မြန်ဆန်းဆန်းလုပ်တင်တာကို လုပ်ပါလို့ဒါကြံပြုပေးလိုပါတယ်အဲ့တော့ဒီကာလတည်းမှာကံလေလက်တွေပွင့်လန်းတိုးတက်စေနိုင်ဖို့အတွက်ဆိုရင်မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုရည်တတ်ပယ်လို့ရပါတယ်နောက်တောက်တော်ရည်ချမ်းနေ ကတ်လူပူဇော်လို့ရပါတယ်ရေနဲ့ပတ်သက်တဲ့ကုသိုလ်ကောင်းမှုလေးတွေပြုပြီးတော့ဆုတောင်းပေးပါလို့ဒါကြသာပေးသားမိများအတွက်ရရလေးနဲ့ပေးလိုက်ရပါတယ်ဗီဒီယိုပိုင်းလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အောက်ဘက်မှာ comment လေးတွေပန်းခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ